်များလုံးပဲမင်္ဂလာပါအခုချိန်ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ကထိန်ခင်းခြင်းကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ပတ် Amazing Fest Season မှာဘုရားကကထိန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဗဟုသုတရစရာအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ကထိန်ဆိုတာကဌိနဆိုတဲ့ပါဠိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့မြဲမြံခိုင်ခန့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်မြဲမြံခိုင်ခန့်ခြင်းကိုအကျေထက်ချက်ရမယ်ဆိုလို့ရှိရင်တော့ကထိန်ဆိုတာအချိန်ကာလအဖြစ်မြဲမြံခိုင်ခန့်ခြင်းအကျိုးတရားအဖြစ်မြဲမြံခိုင်ခန့်ခြင်းလို့သတ်မှတ်ကြပါရစေ။ အချိန်ကာလအဖြစ်မြဲမြံခြင်းဆိုတာကတော့ဒီကထိန်ခင်းခြင်းအလုပ်ကိုမြတ်စွာဘုရားကသတင်းကျွတ်လာပြေကျော်တရံနေကနေတစောင်းမုံလာပြေနေအထိတလအတွင်းလှုပ်ဆောင်ရမယ်လို့မိန့်တော်မူခဲ့တယ်။အဲဒါကြောင့်မို့လို့ဒီကထိန်ခင်းခြင်းအလုပ်ကိုတခြားအလားတွေကိုရွှေ့ပြီးတော့လုပ်လို့မရဘူးပေါ့။အဲဒါကြောင့်အချိန်ကာလအဖြစ်မြဲမြံတယ်လို့ပြောလို့ရတာပေါ့။ ကျိုးတရားအဖြစ်မြဲမြံခြင်းဆိုတာကတော့ကထိန်ခင်းခွင့်ရတဲ့ယဟန်တန်ဃာတွေကတည်င်းကျွလာပြည့်ကျော်တရက်နေ့ကနေတပေါင်းလာပြည့်နေ့အထိ၅လတိုင်တိုင်းကထိန်အာနိသင်အကျိုးတရား၅ပါးကိုဒါရရှိကြရတယ်ပေါ့နော်။အဲ့ထက်တူပဲဒီကထိန်အလှူကိုပြုတ်လုတဲ့လူတွေအနေနဲ့လည်းဒီအကျိုးတရားတွေကိုထက်တူခံစားရတယ်။အဲ့ဒါကြောင့်မို့လို့လေကထိန်ဆိုတာကဒါအကျိုးတရားအဖြစ်မြဲမြံတယ်လို့လည်းပြောကြတာပေါ့။ ဆိုတော့ကထိန်ဆိုတာကမြင်းမြန်ခိုင်ခန့်ခြင်းခင်းနယ်ဆိုတာကလိတ်ထားတဲ့ဖြာလိတ်ကိုဖြန့်ခင်းလိုက်တယ်လို့မျိုးခောက်ထားတဲ့အဝတ်ကိုပြန့်သွားအောင်ဖြန့်ခင်းလိုက်တယ်လို့မျိုးပေါ့ကထိန်ရဲ့အာနိသင်ကိုတလားကနေ၅လအထိဒါဆန့်ထုတ်လိုက်တဲ့သဘောတရားကိုရည်ရွယ်ပြီးတော့ဒါကထိန်ခင်းတယ်လို့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်ဘုရားတို့တွေများသောအားဖြင့်ကထိန်ခင်းတယ်ဆိုတဲ့အခါမှာဘယ်เจ้าမှာတော့ငါတို့ကထိန်သွားခင်းမလို့ဘယ်မှာကထိန်သွားခင်းမလို့ပေါ့နော်အဲ့လိုမျိုးတွေပြောလေပြောထားရှိပေမဲ့တကယ်တကယ်တမ်းကထိန်ခင်းတဲ့အခါမှာအဲဘုရားတို့လိုဒါရိုက်ကတကမာတွေအနေနဲ့ ဲကဒါကထိန်ခင်းဖို့အတွက်သင်ငန်းကိုဒါလှူယုံလှူနိုင်ပြီးတော့တကယ်တမ်းကထိန်ခင်းတာကတန်ဃာတွေကဒါခင်းနိုင်တာဖြစ်ပါတယ်ကထိန်ခင်းခြင်းကဘယ်ကနေစပြီးဖြစ်လာလဲဆိုရင်တော့အတူချုံပြောရမယ်ဆိုရင်မြတ်စွာဘုရားရှင်လက်ထက်တုန်းကပါဝေယကတိုင်းသာယဟန်အပါ30ကမြတ်စွာဘုရားရှင်ကိုဖူးမြော်ဖို့အတွက်ရောက်လာကြတဲ့အခါမှာသင်ငန်းတွေကမိုးရေဆိုပြီးတော့လေးလံကြတယ်ပင်မန်းကြတယ်ပေါ့နော်ဒါကိုမြတ်စွာဘုရားရှင်ကတွေ့မြင်ပြီးတော့ကထိန်ခင်းခြင်းကိုခွင့်ပြုတော်မူခဲ့တာဖြစ်ပါတယ် ကဲနောက်ဆုံးအနေနဲ့ကထိန်အလှရှင်တွေအနေနဲ့ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုရင်တော့အကျိုးကျေးဇူး၅ပါးရှိပါတယ်။နံပါတ်၁မိမိသွားလိုတဲ့နေရာကိုလွတ်လပ်စွာ အတားအဆီးကင်းစွာအန်တီယက်ကင်းကင်းသွားနိုင်ခြင်း။နံပါတ်၂မိမိလုံဆောင်ရမယ့်လုပ်ငန်းတာဝန်တွေကိုအခက်အခဲဝန်တုံးဝန်ပိုးမရှိဆောင်ရွက်နိုင်ခြင်း။နံပါတ်၃မိမိစားခြင်းတဲ့အရာတွေမိမိစားထားတဲ့အရာတွေကဒါဘေးမဖြစ်အဆိပ်တောက်မဖြစ်ဘဲနဲ့အန်တီယက်ကင်းကင်းနဲ့စားနိုင်ခြင်း။နံပါတ်၄ မိမိရဲ့စီးစိမ်ဥစ္စာမှန်သမျှရန်သူမျိုး၅ပါးဘိမှကင်းဝေးပြီးတော့ကောင်းမွန်စွာတိမ့်ဆဲထားနိုင်ခြင်း။နံပါတ်၅မိမိပိုင်ဆိုင်တဲ့အရာတွေကိုကိုကမပေးဘဲနဲ့တခြားသူကအတင်းအဓမ္မယူဆောင်သွားတာမျိုးမရှိခြင်း။ကိုကဘိမှသာသူများရရှိနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ကဲဘောရနေပြပြပေးသွားတဲ့အကြောင်းအရာလေးကိုနားထောင်ပြီးတော့ဘ ഹു သူရတခုခုရရှိမယ်လို့ထင်ပါတယ်။အကယ်၍အမှားရတဲ့စုံတရားပါသွားခဲ့လို့ရှိရင်လည်းခွင့်လွတ်နားလည်ပေးဖို့အတွက်ဒါမြေတားရက်ခံခြင်းပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်။